ားလုံးပဲမင်္ဂလာပါ American USA မှာကြိုဆိုလိုက်ပါတယ် ီနေ့မှာတော့ US ကိုကြောင်းသားတက်ချင်သူတွေအနေနဲ့ဘလို့အင်းဒိတ်တွေရှိလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဒစ် Sovereign Date နှစ် Sovereign Date 3.8တို့ပဲဖြစ်ပါတယ်။ Sovereign Date နေနည်းကတော့တလာပိုင်းအနေနဲ့စပြီးတော့ကြောင်းတက်ရမှာဖြစ်ပြီးတော့ Sovereign Date နေနည်းကတော့9လပိုင်းမှာစမှာဖြစ်ပြီး Foreign Date နေနည်းကတော့6လပိုင်းအနေနဲ့စပြီးတော့ကြောင်းတက်ရမှာဖြစ်ပါတယ်။ပါတယ်ဒီအင်းဒိတ်တွေကိုဘလို့ကြောင်းသားတွေတက်လို့ရလဲဆိုရင်စနစ်ဟောင်းစနစ်သစ်ဆယ်တန်းအောင်လက်မှတ်အမှတ်စင်းရှိရဲ့ကြောင်းသားများ IGCSE O level A level ဒါမှမ ဟုတ် GDP ထားတဲ့ចောင်းသားများအနေနဲ့ USA ကိုចောက်တက်ဖို့ပြင်ဆင်လို့ရပါတယ်။ဒီရင်ဒိတ်တွေကိုចောင်းလျှောက်တော့မယ်ဆိုရင်တော့လေလာကြိုတင်ပြီးတော့ចောင်းလျှောက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာလေးကတော့ US မှာကြောင်းလျှောက်မယ်ဆိုရင်ဘလို့ intake လေးတွေရှိရဆိုတဲ့အကြောင်းလေးကို knowledge sharing လေးနဲ့ရှင်းပြပေးသွားတာဖြစ်ပါတယ်။ဒီတဲ့အသေးသေးသိရှိလိုပါကကျွန်တော်အမားစင် US A Facebook page messenger ကိုစုံစမ်းပေးများနိုင်တယ်လို့ယခုပေါ်ပြပါဖုန်းနံပါတ်39ကို6621331 39ကို8 8 2 ၃ညကို89နှစ်နှစ်၃ညတင်ကားတင်ကား၃ညကို88နှစ်90နှစ်30၃ညကို689445963တို့ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ကျောင်းကိုလာနိုင်သူတွေအနေနဲ့ကတော့အမတ်69အေးမူဆန္ဒလန်ကမာယုံမြို့နယ်လဲတန်းရန်ကုန်ကျောင်းကိုလည်းလာရောက်ဆုံဆန်းမေးမြန်းနိုင်ပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်